ပြည်သူများလုံးမင်္ဂလာပါခင်ဗျဒီနေ့မနက်မှာတော့ USC 313ပြန်ပွဲကြီးကျင်းပခဲ့ပါတယ်မြန်မာစံတော်ချိန်အရတော့မနက်ပိုင်းပေါ့လေတပတ်နိုင်ငံသားမှာတော့ဒါကညပိုင်းအချိန်ဖြစ်တယ်ခင်ဗျဒီပြိုင်ပွဲကြီးမှာကျွန်တော်တို့စိတ်ဝင်စားနေစောင့်ကြည့်နေကြတာကတော့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ရဲ့ပွဲစဉ်ဂျိုရှွာဘန်ကအခုနောက်ပိုင်းမှာမြန်မာပြည်သူတွေရဲ့အားပေးမှုကိုအခိုင်အမာရရှိလာတဲ့ပြည်သူအားပေးမှုနဲ့မြင့်တက်လာတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်ခင်ဗျသူတွေနဲ့နိုင်ပွဲတွေဇက်တက်ရရှိလိုက်ပြီးတဲ့နောက်မြန်မာပြည်သူတွေကသူ့ကိုစိတ်ဝင်စားနေအားပေးလာတာတွေ့ရှိရတယ်ဂျိုရှွာဘန်ဟာ အခုဆိုရင်ဒီလေးဝက်ဆက်တဲ့အနိုင်ရရှိတဲ့အနေထားကိုဖန်တီးလိုက်နိုင်ပြီဒီနေ့ထိုးတဲ့ပွဲစဉ်မှာလည်းသူကနိုင်သွားတာ哦ဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာနဲ့ဒီနေ့မှာဂျိုရှွာဘန်ထိုးခဲ့ရတယ်ဂျိုရှွာဘန်ဟာတပွဲတဲ့တပွဲတိုးတက်တဲ့တိုးတက်လာတယ်ကောင်းမွန်တဲ့ကောင်းမွန်လာတယ်ဒီပွဲမှာဆိုရင်သူ့ရဲ့ကစ်ဘောက်စင်ထိုးချက်တွေကလုံးဝကိုပြည့်ရစရာမရှိအောင်အရန်ကောင်းခဲ့တယ်ပွဲကိုအသာစီးအနေထားကနေဂျိုရှွာဘန်ဟာထိုးပြသွားနိုင်ခဲ့တယ်ခင်ဗျဘရူနိုဆီလ်ဗာကတော့ ပုံစံကောင်းမရခဲ့ဘူးပထမပွဲကြီးလောက်ပဲသူ့အနေနဲ့အောက်ခြေကန်ချက်တွေနည်းနည်းအမြင့်ကန်ချက်သုံးဖို့ကြိုးစားရလောက်ပဲကျွန်တော်မြင်ခဲ့ရဒုတိယပွဲစီကစပြီးတော့သူဒီအောက်စီအနေထားကိုရောင်းမှန်းမသိရောက်သွားခဲ့တယ်တတိယပွဲကြီးမှာတော့လုံးဝကိုအောက်စီကနေထိုးရတဲ့အနေထားစီကိုဘရူနိုဆေးပါရောက်သွားခဲ့တယ်ခင်ဗျတကယ်ကဘရူနိုဆေးပါနဲ့ဂျိုရှွာပန်ကိုပြီးခဲ့တဲ့မတ်လကတည်းကပွဲထိုးဖို့စီစဉ်ထားခဲ့တာဒါပေမဲ့ဘရူနိုဆေးပါကပြိုင်ပွဲနီးမှာထပ်သွားခဲ့တော့သူ့နေရာမှာအစားတို့ဖိုင်တာတယောက်ထည့်ပြီးတော့ဂျိုရှွာပန်ကိုပွဲစီစဉ်ပေးခဲ့ရတယ် UFC ကအဲ့တုန်းကဂျွမ်ဖိုက်တာဆူရူယာကိုပွဲအစားထည့်ခဲ့တယ်။ဆူရူယာကဂျိုရှွာဘန်နဲ့မတူခင်အထိရှုံးမရှိဖိုက်တာ။အဲ့တော့ဂျိုရှွာဘန်ကအဲ့ဘက်မှာဆူရူယာကိုပထမဆုံးအရှုံးရလာနဲ့ဂျုံဆောင်အောင်လုပ်ပြလိုက်နိုင်တယ်။အဲ့နောက်ဘရူနိုဆီးဗာနဲ့အခုပွဲတယ်လို့ရသွားတဲ့အချိန်မှာပွဲမစခင်ပြောထားခဲ့တဲ့အတိုင်းပဲဂျိုရှွာဘန်ကတော့ဒီပွဲမှာဘရူနိုဆီးဗာသာတတ်မပြေနဲ့ဆိုင်ထိုးပြန်ထိုးသူအလဲထိုးပြမယ်ဆိုတဲ့အတိုင်းတကယ်ကိုအလဲထုတ်ပြသွားခဲ့တယ်ပွဲအစပထမအရှိမာတွင်ဂျိုရှွာဘန်က အဲ့ဒီလက်သီးတွဲလုံးနေနဲ့အထူးသဖြင့်ကစ်ပေါဆင်ပေါ့လေကစ်ပေါဆင်လက်သီးချက်တွေနဲ့ဘူနိုဆေးဘားကိုဖိအားပေးနိုင်ခဲ့တယ်သူ့ရဲ့လက်သီးချက်တွေထိမှန်ပြီးတော့ဘူနိုဆေးဘားဟာမျက်နှာနီရဲတွတ်တဲ့အထိဖြစ်သွားခဲ့တယ်ဒုတိယပွဲကြီးမှာတော့ဒါဘူနိုဆေးဘားဟာဂျိုရှွာဘန်ရဲ့လက်သီးချက်တွေဆက်ပြီးတော့ထိမှန်တာကြောင့်မျက်နှာဖူးယောင်လာတဲ့အထိဖြစ်သွားတယ်အဲ့နောက်မှာသူဒီနောက်ဒေါင်းတစ်ကြိမ်ကျသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တစ်ကြိမ်အားမရဘူးဗျဂျိုရှွာဘန်ကအပေါ်စီးရိုင်းထိုးခွင့်ရတယ်တချို့ဖိုက်တာဆိုအဲ့မှာနေပွဲချက်ပလိုက်ပြီ ဒါပေမဲ့ဂျိုရှောပန်ပွဲမဖြတ်နိုင်နိုင်ဘူးသူအတက်စီးကနေထိုးဝင်ရတဲ့အချိန်မှာတပတ်ကပြန်ပြီးတော့သူ့ကိုကန်ပြီးတော့ဘူမိုဆီလ်ဘာကပြန်ထလာနိုင်တယ်အဲ့တော့ပွဲဆက်ထိုးရရင်ဒါဖြစ်သွားတယ်ဒုတိယပွဲကြီးပြီးကနေမှလည်းတယောက်နဲ့တယောက်စိုင်ပြီးတွေ့တဲ့အချိန်မှာဂျိုရှောပန်ဟာဘူမိုဆီလ်ဘာကိုနောက်တစ်ကြိမ်ကျောင်းချမ်းမီတက်စီတွန်းလဲလိုက်နိုင်တယ်အဲ့ဒီအချိန်မှာသူအပေါ်စီးကထိုးဝင်ရတယ်ဒါပေမဲ့ဘူမိုဆီလ်ဘာသူ့ကိုရှုပ်ပြီးတော့ပြန်ထလာနိုင်တယ်ဗျအ အဲ့တော့အဲ့ဒီနေ့ချိန်မှာပွဲမပြတ်လိုက်ဘူးပေါ့လေအဲ့နဲ့တတိယပွဲချီကိုရောက်သွားတယ်တတိယပွဲချီမှာတော့ဒါဂျိုရှွာဘန်ရဲ့စိတ်ကြိုက်ဖြစ်သွားပြီဂျိုရှွာဘန်အကြိုက်ထိုးတယ်သူ့ရဲ့လက်သီးတွဲလုံးတွေဇက်တိုက်ဝင်ပြီးရနောက်တန်စကာတောင်းကိုဒူနိုဆီလ်ဘာကတ်သွားခဲ့တယ်အဲ့ချိန်မှာဂျိုရှွာဘန်ကထိုးချလိုက်တော့လဲကြသွားတယ်လဲကြသွားတဲ့အချိန်မှာပဲဂျိုရှွာဘန်ကဘူနိုဆီလ်ဘာကိုအပေါ်စီးရနေလက်သီးချက်တွေတရဆက်ပြစ်လွတ်လိုက်တယ်အဲ့ချိန်မှာဂျိုဝန်တန်လူကြီးကပွဲကိုရလိုက်ပြီးတော့ဂျိုရှွာဘန်ကိုအနိုင်ပေးလိုက်တယ်ပေါ့လေအဲ့တော့ဂျိုရှွာဘန်နိုင်မွေးရသွားခဲ့တယ်ခင်ဗျ အခု2025ခုနှစ်ထဲမှာနှစ်ပွဲထိုးနှစ်ပွဲနိုင်တဲ့မှတ်တမ်းတစ်ခုကိုကျေချွာပန်ရသွားခဲ့တယ်ပြီးတော့နောက်ဆုံး၄ပွဲထိုးတာမှာ၄ပွဲလုံးအနိုင်ရတဲ့မှတ်တမ်းကောင်းကိုလည်းကျေချွာပန်ရရှိသွားခဲ့ပါတယ်အခုအတိုင်းပုံစံကောင်းကိုဆက်ပြီးထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ကျေချွာပန်ဟာရှေ့လာပွဲစဉ်တွေမှာ ranking နဲ့ fighter နဲ့ထိုးခွင့်ရတာဖြစ်လာနိုင်သလိုသူမျောလင့်ထားတဲ့ champion လမ်းကြောင်းတွေကိုလည်းသိမ့်မကြခင်ရောက်သွားနိုင်ခြင်းရှိနေပါတယ်ရှေ့လာမဲ့နှစ်ပွဲလောက်သာရလက်ကောင်းခဲ့မယ်ဆိုရင် ဂျိုရှွာဘန်အတွက်ထူးခြားချက်တွေဖြစ်လာနိုင်ပါတယ်ခင်ဗျအခုပွဲစဉ်အနိုင်ရလိုက်တဲ့အတွက်ဂျိုရှွာဘန်ဟာ ranking မြင့်တက်လာနိုင်ခြင်းရှိသလိုထိုးကြီးလည်းမြင့်တက်ခံစားရခွင့်ရှိနိုင်တယ်လို့ယူဆမိပါတယ်ဂျိုရှွာဘန်အနေနဲ့အခုပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းပြီးတော့ရှေ့လာပွဲစဉ်တွေမှာလည်းအခုလိုနိုင်ပွဲတွေကိုဆက်လက်ဖန်တီးပြနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ